မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 6ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင်နိုင်ငံတော်ဝန်လုံးကမျိုးပေါင်း85မျိုးကိုဆုံးရှုံးထားတဲ့အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကရှမ်းမြောက်နယ်အတူတနိုင်ငံလုံးကိုပြန်လည်သိမ်းပိုင်မယ်လို့ဩဂတ်လ9ရက်နေ့ညနေပိုင်းကပြောကြားလိုက်တဲ့နိုင်ငံလုံးချုပ်ရေးဆိုင်ရာအခြေအနေတွေနဲ့ပတ်သက်တဲ့မိန့်ခွန်းမှာကြွေးကြော်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘုံရန်သူအဖြစ်သတ်မှတ်ပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတစ်ခုကိုသာမဟုတ်ပဲနိုင်ငံတော်ဝန်လုံးကိုပြန်လည်အေးချမ်းမှုရရှိတဲ့အထီးကိုဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ဩဂတ်လ9ရက်နေ့ ညပိုင်းကပြောကြလိုက်တဲ့မိကုံးမှာမင်းအောင်လိုင်ကအခုလိုပြောကြလိုက်တာဖြစ်ပါတယ်။ဒါအပြင်ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးနေပါနေမြေတွေဆုံးရှုံးသွားတာဟာပြည်သူတွေဘေးကင်းဖို့စောက်ခွာပေးလိုက်ရတာဖြစ်တယ်လို့ပြည်တွင်းပြည်ပလောက်ကောင်တွေကလည်းနောက်ွယ်ကနေခိုင်းစိန်နေတယ်လို့အပြစ်တင်ပြောဆိုခဲ့ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းအခြေအနေတွေနဲ့ပတ်သက်ပြီးတော့လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့လက်ရှိနေရာများရဲ့လုံခြုံရေးနဲ့ လာရောက်ပြီးတော့ခိုးလုံနေတဲ့နေရာများရဲ့ပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေးကိုဦးစားပေးစဉ်းစားပြီးတော့စုခွာခဲ့ရတာတွေလည်းရှိပါတယ်ဒါကို MNDA နဲ့ TNLA ကောင်းချမ်းသူအဖွဲ့တွေအနေနဲ့နောက်ွယ်ကနေအားပေးအားမြောက်ပြုနေတဲ့ပြည်တွင်းပြည်ပကလောက်ကောင်တွေနဲ့ချိတ်ဆက်ပြီးတော့သူတို့ခိုင်းစေတဲ့နိုင်ငံများရဲ့အလိုကြမြန်မာပြည်သူလူထုစိတ်မချမ်းမသာဖြစ်အောင်လို့အင်အားညော့နေအောင်လို့ဝါဒဖြန့်ချီတာတွေလှုပ်ဆောင်နေပါတယ်လို့မင်းအွန်လိုင်းကပြောကြားခဲ့ပါတယ်လက်နက်ကိုင်းပြည်ပကကိုနိုင်ငံရေးအရာမဖြေရှင်းပဲ အကြမ်းဖက်တိုက်ခတ်မှုနဲ့ဖြေရှင်းနေတာဟာယဉ်ကျေးတဲ့လူအဖွဲ့အစည်းတစ်ခုအနေနဲ့လုံးဝလက်ခံလို့မရတာကြောင့်ဘုံရန်သူအဖြစ်နဲ့သတ်မှတ်ပြီးတော့ရှမ်းမြောက်ကိုသားမဟုတ်ပဲတနိုင်ငံလုံးကိုပြန်လဲသိမ့်ပိုက်မှာဖြစ်ပါတယ်လို့ပြောဆိုခဲ့ပါတယ်ညီနောင်မဟာမိတ်သုံးဘွဲ့အပါအဝင်တော်လိုင်းအင်အားစုတွေရဲ့ 10276စင်ရေးဒုတိယပိုင်းနဲ့ရှမ်းမြောက်စစ်စင်ရေးတွေမှာအကြီးအကျယ်ကြာရှုံးနေတယ်လို့စစ်ကောင်စီအုပ်စုအတွက်အရေးပါတဲ့စစ်ဌာနချုပ်တွေအပါအဝင်မြို့တွေလေရင်ကွင်းတွေပါလက်လွတ်ဆုံးရှုံးနေရတဲ့အချိန်မှာစစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာအခုလိုမျိုးမိကုံးထွက်ပြောလာခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိန်းတိုက်ပွဲသတင်းကတော့ထန်တလန်မြို့မှာနောက်ဆုံးကြံနေတဲ့စစ်ကောင်စီရဲ့ခလာရ269အထိုင်စခန်းကုန်းကို၃ရက်ကြာထိုးစစ်ဆင်ခဲ့ရပြီးတော့ဩဂတ်စ်လ9ရက်နေ့မနက်မှာသိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထန်တလန်မြို့သိမ်းပိုက်နိုင်ရေးစစ်ဆင်မှုကိုဇူလိုင်လ22ရက်နေ့ကနေစတင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဟာခါကစစ်ကူများထန်တလန်ကိုမလာနိုင်စေရန်အတွက်ထန်တလန်ဟာခါကြားမှာရှိတဲ့စစ်ကောင်စီတပ်များကိုဥစွာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းရှင်းပြထားပါတယ်။ထန်တလန်မြို့တွင်စစ်ဆင်ရေးကို ဩဂတ်စ်လဇန်းပိုင်းမှာစတင်ခဲ့ရာ၃ရက်မြောက်နေ့ဩဂတ်စ်လ9ရက်နေ့မှာတက်ကုန်းကိုရရှိခဲ့ခြင်းဖြစ်တယ်လို့ slide ထက်နေကပြောကြားထားပါတယ်ခလိုက်ရ269အထိုင်တက်ကုန်းကိုတော့အပိသက်တင်လိုက်တယ်ဒါပေမဲ့ထန်တလန်တစ်မျိုးလုံးကစစ်ကောင်စီကင်းစင်သွားပြီလို့တော့အတက်ပြောလို့မရသေးဘူးအဲ့ဒီအနီးနားမှာရှိတဲ့မျိုးတွေကတိုက်အိမ်တွေမှာသူတို့ခိုးလုံနေတဲ့200လောက်တော့ခြံနေသေးတာပေါ့အဲ့ဒါတွေကိုဆက်ပြီးတော့ရှင်းလင်းရေးနဲ့ချင်းမုံရေးတွေလုံနေတာပေါ့လို့ slide ထက်နေကပြောကြားထားပါတယ် ချင်းတဲ့ရင်မြင့်တူကလည်းစစ်တပ်ခုံးကတော့တိမ့်ပိုက်လိုက်နိုင်ခဲ့ပြီပေါ့အခုစစ်ကောင်စီတွေမြို့ထဲမှာထွက်ပြေးနေတဲ့သူတွေကိုလိုက်ရှာပြီးတော့ရှင်းလင်းနေတော့မှဖြစ်ပါတယ်တပ်ကုန်းကတော့ CNF အပါအဝင်တော်လိုင်းတပ်ပေါင်းစုတွေကတိမ့်ပိုက်နိုင်ခဲ့ပါပြီဒါပေမဲ့မြို့ပေါ်မှာထွက်ပြေးနေတဲ့စစ်ကောင်စီတချို့ကတော့လိုက်လံရှင်းလင်းရေးလုံနေစေဖြစ်ပါတယ်လို့ပြောဆိုခဲ့ပါတယ်ထန်တလန်တက်ကုန်းသိမ်းပတ်မှုနယ်မြေရှင်းလင်းရေးများလှုပ်ဆောင်နေစေဖြစ်တဲ့အတွက်လက်နက်ခဲယမ်းများရရှိမှုနဲ့တေဆုံထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့မပြောနိုင်သေးဘူးလို့စလိုင်းထန်တွေကပြောကြားထားပါဗျ။တက်ကုန်းမသိမ်းခင်မှာလေကြောင်းပစ်ကူတွေလာတယ်ပြီးတော့ဟာ ခနဲ့နင်းနီလေးဆိုတော့ဟာခဗျူဟာကနေပြီးတော့လက်နက်ကြီးနဲ့ဒရဇက်ဇက်တိုက်ပစ်ကူပေးနေတာတွေရှိတယ်လို့စလိုင်းထန်တွေကစခန်းသိမ်းတိုက်ပွဲအခြေအနေကိုရှင်းပြထားပါဗျ။ လက်ကျန်စစ်ကောင်စီတပ်သားများအရှင်းလဲနိုင်ပါကထန်တလန်မြို့နယ်တစ်ခုလုံးအပိသက်သိမ့်ပိုက်နိုင်ပြီလို့လည်းအသိပေးထားပါတယ်အဲ့ဒါနှစ်ခုပြည်ရင်တော့ထန်တလန်မြို့ထဲနဲ့မဟုတ်ပဲထန်တလန်မြို့နယ်တစ်ခုလုံးစစ်ကောင်စီလုံးဝကင်းစင်သွားပြီလို့ပြောလို့ရပါတယ်လို့စလိုင်းထန်တွေကပြောကြားထားပါတယ်ပြည်သူများရဲ့ပံပိုးကူညီမှု CNA နဲ့ CDF တပ်များစုပေါင်းပြီးတော့အမိတ်တစ်ခုအောက်မှာစီရေးဖော်ဆောင်ခဲ့မှုများကြောင့်အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်းပြောဆိုခဲ့ပါတယ် CNA နဲ့ CDF များဟာချင်းပြည်ကောင်စီချင်းပြည်အစိုးရစုဖွဲ့မှုတဲ့ ်စစ်ရေးနိုင်ငံရေးပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲတရင်ကတော့မကွေးတိုင်းမြန်မျိုးနယ်ကိုင်းတော်မရဲစခန်းနဲ့ရေဇက်ဆောင်စစ်သားများကိုတပြိုင်တည်းထဲဝင်ရောက်တိုက်ခတ်ရာအချက်မဲ့စစ်ကောင်စီဘက်က၃ဦးထက်မနည်းတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ3ရက်နေ့မနက်6နာရီခန့်ကစတင်ပြီးတော့မြန်မျိုးနယ်ကိုင်းတော်မခြေပါမှာရှိတဲ့ရဲစခန်းရေဇက်စတင်ကြောင်းဆေးရုံကင်းတဲ့များကိုဝင်ရောက်စီးနင်းတိုက်ခတ်ခဲ့ပြီးတော့ရဲစခန်းဘန်ကာစတဲ့နေရာများကိုတပြိုင်တည်းထဲစီးနင်းတိုက်ခတ်ခဲ့ရာရဲစခန်းကလွဲပြီးတော့ကျန်တဲ့စခန်းနေရာများကိုတိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ရဲစခန်းကို ပိသက်သိမ့်ပိုင်နိုင်ရေးအတွက်ထိုးစစ်ဆေးတိုက်ခိုက်နေတဲ့အချိန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်၂ဦးကြာဆုံးက9ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။ရဲဘော်၂ဦးကစခန်းကိုဝင်လုံးနေတဲ့အချိန်မှာလက်နက်တိုက်ကိုဖွင့်ဖို့အပြေးမှာပြစ်ခတ်ထိပြီးတော့ကြာသွားတာဆက်တွင်းစာတင်ကြောင်းဆေးယုံ ကင်းရှိတွေနေရာယူထားတဲ့ဟာတွေအကုန်လုံးကိုစီးနှင်းပြီးလို့ရဲစခန်းကိုစပြီးတော့စီးနှင်းတဲ့အချိန်မှာစခန်းအတွင်းထဲကိုလက်နက်တိုက်ကိုပြေးတဲ့အချိန်အဲ့ဒီဘက်ကဘန်ဂါကတွေပစ်လိုက်လို့ထိပြီးတော့ကျသွားတာလက်နက်တိုက်ကိုမစီးနိုင်လိုက်ဘူးကျသွားတဲ့ရဲဘော်နှစ်ဦးကိုလည်းအလောင်းမရလိုက်ဘူး MI35 လာရာရဲစစ်မှုနှစ်ကစစ်ကူလာရာရဲကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်လို့ Adequate People Defense Force တာဝန်ခံရဲဘော်အရှိကြီးကပြောပြထားပါတယ်အဲ့ဒီစခန်းသိမ်းတိုက်ပွဲဟာမနက်6နာရီကနေ10နာရီအထိတကြိမ် မွန်လွဲ၂နာရီကနေ၅နာရီအထိတစ်ချိန်ဝင်းရောက်စီးနှင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားနှောင်းရဲတအုပ်ဒေသုံးကစစ်ကောင်စီတပ်သားများအုံပြုတဲ့လက်နက်ကြီးခဲယံအချို့နဲ့စစ်အုံစာပြစီတချို့ကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုရွရွချွန်ချွန်တိုက်ခိုက်ရင်းနဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်အသက်ဆုံးသွားခဲ့ရတဲ့ရဲဘော်များဟာပြည်သူဒီမိုကရက်တစ်တပ်မတော် PDA ကအသက်၁၈နှစ်အရွယ်ရဲဘော်မဟုတ်နဲ့ အညာမြေတပ်ပေါင်းစုကအသက်23နှစ်အရွယ်ရဲဘော်ဂျီရှော့ကလို့ဖြစ်ကြောင်းသိရှိရပါတယ်၎င်းတိုက်ခိုက်မှုကိုပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDA ပြည်သူ့တော်လှန်ရေးတပ်ဦး PRF ကြောင်းသားတော်လှန်ရေးတပ်ဖွဲ့ SRF ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အမှတ်၈၅တပ်ဖွဲ့အနောက်မြောက်စစ်တွေသာပခုတ်ကူစုဖွဲ့မှု Yan Force PPDF တူရဲ Hunter ပခုတ်ကူ Aquit အညာမြေတပ်ပေါင်းစုမြန်မြို့နယ်ပကဖနဲ့မြန်စုဖွဲ့မှုတိုက်ရင်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းရေပြူမြို့တရားထိပ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်စေးရေးဂိတ်နဲ့ဖျားမဲစစ်စေးရေးဂိတ်တို့ကိုဝင်ရောက်တိုက်ခတ်ရာစစ်ကောင်စီဘက်က၃ဦးတိုက်ဆုံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ၁ရက်နေ့ညနေ၃:၃၀မိနစ်ခန့်မှာရေပြူမြို့တရားထိပ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့စစ်စေးရေးဂိတ်နဲ့ဖျားမဲစစ်စေးရေးဂိတ်တို့ကိုတော်လိုက်တပ်ဖွဲ့များကစနိုက်ပါ60မမတို့နဲ့ပြစ်ခတ်တိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးတိုက်ဆုံပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါရတယ်။စစ်ခွေး၃ောင်းသိပြီးတော့9 ကောင်းဒဏ်ရာရတယ်လက်နက်တွေတင်းစီရမိတာတော့မရှိဘူးပြည်သူတွေအနေနဲ့ကတော့အရင်ကာလတွေထက်ပိုပြီးတော့သတိရှိသေးခြင်းပါတယ်တိုက်ပွဲတွေလည်းဇက်တိုက်ဖြစ်နေတဲ့အတွက်စီအေးပြမှတ်တွေနဲ့နီနီကက်ကမနေကြဖို့ကိုပဲတိုက်တွန်းခြင်းပါတယ်လို့ရေဖြူ People Defense Force YPPDF အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုရေဖြူပြည်သူ့ကာကွယ်တပ်ဖွဲ့ YPPDF ရေဖြူပြည်သူ့ကာကွယ်အဖွဲ့ပကဖာတက်ခွဲနှစ်တဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တက်ခွဲတက်စက်တဲ့ဘီလုံးပြောက်ကြားအဖွဲ့နဲ့ဒဝဲပြည်သူလွတ်မြောက်ရေးတပ်ဖွဲ့ TPLF AD မူဒဝဲဒဝဲပကဖဒဝဲမြို့နယ်ပြည်သူ့ကာကွယ်ရေးပြောက်ကြားတပ်ဖွဲ့ DGRF ဒဝဲပကဖပူးပေါင်းပါဝင်တဲ့တကရစစ်ကြောင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ပြည်သူများအနေနဲ့လည်းတနိုင်ငံလုံးအတိုင်းအတာနဲ့စစ်စင်ရေးများကိုအချိန်ဟုန်တုံးမြင့်ပြီးတော့ဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက် စီရဲအထူးအသည့်တရီပြူသွားလာနေထိုင်ကြရန် ရေပြူပြည်သူကာကွယ်အဖွဲ့ YPPDF ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ကြောင်မဲမြို့မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးတော့အကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေအရက်သားပြည်သူများကိုရည်ရွယ်ချက်ရှိရှိနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ဩဂတ်လ9ရက်နေ့မနက်9:05မိနစ်အချိန်ကမှကြောင်မဲမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လက်ကျန်တပ်စခန်းဖြစ်တဲ့စကခတဲ့ ခမရ901 902နဲ့စခန်းကုန်းတို့ကိုတောင်းတမတော်တီရနာလီကတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်စခန်းကုန်းအနီးတဝိုက်ကိုလည်းအကြမ်းဖက်စစ်ကောင်စီက112နဲ့ဘုံအလုံးကြီး66လုံးဗရမ ्यास ီဒီအနီးတဝိုက်ကို112နဲ့ဘုံနှလုံးကျဲချခဲ့ပြီးတော့ Jet Fighter နဲ့၄ချိန်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ဒါအပြင်ကိုက်ခိုင်မြို့အတွင်းမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ Jet Fighter နဲ့ဘုံခွန်နှလုံးပြည်သူများကိုကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအလားတူပဲအချမ်းဘတ်စစ်ကောင်စီကနောင်ချိုမြို့နယ်ကန်ကြီးရွာကိုလည်း Jet Fighter နဲ့၃ချိန်လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တောင်အမျိုးသားလုံမြောက်ရေးတပ်မတော် TNL တင်ပိုက်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့တဲကိုစစ်ကောင်စီကဩဂတ်စ်လ9ရက်နေ့ညနေပိုင်းမှာ Jet Fighter နဲ့ဘုံကျဲချမှုကြောင့်ပြည်သူ9ဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကုတ်ခိုင်မြို့လေလမ်းဆောင်မှာတနေရာကုတ်ခိုင်မြို့မှာဈေးနဲ့မြို့တွင်းကြားရောက်ပေါက်ကွဲခဲ့ပြီးတော့ဆိုင်ကယ်မောင်းနေလာတဲ့အမျိုးသား၃ဦးနဲ့မြို့လယ်မှာရှိတဲ့ဒေသခံ၂ဦးစုစုပေါင်း၅ဦးပွဲချင်းပြီးတိတ်ဆုံးသွားခဲ့ပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီကညနေ၃နာရီကျော်မှာပေါက်900ဘုံခွနှလုံးကို7မိနစ်ချားတခါလာရောက်ဘုံကျဲခဲ့တာဖြစ်ပြီးတော့မြို့မှာဈေးမှာရှိတဲ့ဆိုင်ကန်းတွေနဲ့နေအိမ်၅လုံးထက်မနည်းလဲမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်ဒီမီးလောင်မှုကို TNL မီးတပ်တပ်ဖွဲ့ကမီးငြိမ်းတပ်ပေးခဲ့ရတယ်လို့သိရပါတယ်ဇူလိုင်လ28ရက်နေ့ မှာလေ MNDA အုပ်ချုပ်နေတဲ့တိန်နီမြို့မှာရှိတဲ့ဈေးအတွင်းလူစီကားနေတဲ့အချိန်စစ်ကောင်စီတပ်ကလေရင်နဲ့လာရောက်ဘုံကျဲချတိုက်ခိုက်မှုကြောင့်ဒေသခံ9ဦးသေဆုံးသွားခဲ့ပြီးလောက်ကင်မြို့ကိုလည်းမကြာခဏလေကြောင်းအုံပြုကဘုံကျဲချတိုက်ခိုက်မှုများပြုလုပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ